တက်စွမ်းနဲ့အနုပညာနဲ့ပြည်သက်တွေကိုရေမောပျော်ရွှင်စေတဲ့မင်းသားကြီးကျော်ရဲအောင်ရဲ့ဘဝစကြောင်းအနုပညာလောကမှာပြည်သက်တွေကိုစိတ်ပျော်ရွှင်ပေါ်ပေါက်စေတဲ့မင်းသားတလက်ကတော့ဝါရီတယုတ်ဆောင်မင်းသားကြီးကျော်ရဲအောင်ပါတယုတ်ဆောင်မင်းသားကြီးကျော်ရဲအောင်ပါတဲ့ရုပ်ရှင်ဇာတ်ကားနဲ့ဗီဒီယိုဇာတ်ကားတွေအရဆိုရင်တဘောမကြကြရည်ရလာမျိုးဖြစ်ပါတယ်ဒါပေမဲ့တယုတ်ဆောင်မင်းသားကြီးကျော်ရဲအောင်ကတော့ပေါ်တော်တော်တယုတ်ဆောင်နေတဲ့မင်းသားမျိုးတော့မဟုတ်ပါဘူးတကယ်ဆိုဇာတ်ကားရဲ့လိုအပ်ချက်အရာသူ့ရဲ့အနုပညာအရေးတွေကိုထုတ်ပြနိုင်တဲ့သူပါ မင်းသားကြီးကျော်ရင်အောင်ရဲ့အမှုပညာအကြီးချင်းကို60စာတာလိမ့်မယ်ရုပ်ရှင်ဇာတ်ကားမှာပရိသတ်တွေကအတိုင်းအတာမြင်တွေ့ခဲ့ရတာပါဒီဗီဒီယိုလေးထဲမှာတော့တရုတ်ဆောင်မင်းသားကြီးအကယ်ဒမီကျော်ရင်အောင်ရဲ့အကြောင်းကို အသေးစိတ်ပြောပြပေးတော်မှာဖြစ်လို့ဗီဒီယိုလေးကိုဆုံးတိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါရစေရှင်မြန်မာရုပ်ရှင်လောကမှာအောင်မြင်ကြော်ကြားတဲ့တရုတ်ဆောင်မင်းသားကြီးတူဖြစ်တဲ့ကျော်ရင်အောင်ကို1966ခုနှစ်မေလ9ရက်နေ့မှာမွေးဖွားခဲ့ပြီးနာမည်အရင်းကဥက္ကဋ္ဌနိုင်ဖြစ်ပါတယ် ဒါကြောင့်လေရုပ်ရှင်လောကတစ်ခုလုံးကတရုတ်ဆောင်မင်းသားကြီးကျော်ရင်အောင်ကိုဦးနိုင်တို့ချစ်စနုံးနဲ့ခေါ်ကြတာပါတရုတ်ဆောင်မင်းသားကြီးကျော်ရင်အောင်ဟာအီယာရီတိုင်းဒေသကြီးဘိုကလီမြို့မှာမွေးဖွားခဲ့တာဖြစ်ကဖခင်အမကြီးမှာဦးမြင့်အောင်နဲ့မိခင်အမကြီးကဒေါ်ခင်လာတို့ဖြစ်ပါတယ်1996ခုနှစ်မှာမွေးဖွားခဲ့တဲ့တရုတ်ဆောင်မင်းသားကြီးကျော်ရဲအောင်ဟာအခုချိန်မှာတော့အသက်59နှစ်ရှိနေခဲ့ပါပြီ။တရုတ်ဆောင်မင်းသားကြီးကျော်ရဲအောင်အနုပညာလောကထဲကိုစတင်ဝင်ရောက်ခဲ့ခြင်းရဲ့အစကတော့ဘိုကလင်းမြို့ကနေရန်ကုန်မြို့ကိုပြောင်းလာအပြီး ရန်ကုန်မြို့ဝစီရရွှေရှင်ရုံမှာဖွင့်လှစ်တဲ့ဒရိုက်တာဘုတ်ကလေးတရံဦးစီးတဲ့ပြားဆက်တင်တန်းကိုတက်ရောက်တင်စားရကနေစခဲ့တယ်လို့ဆိုရပါမယ်။တေးဥဆောင်မင်းတန်းကြည်ကျော်ရဲအောင်ရဲ့အနုပညာလက်ဦးစီရာကတော့သူ့ကြုံမကံမီစကားကိုရိုက်ကူးခဲ့တဲ့ဒရိုက်တာကြီးစိုးထွန်းဖြစ်ပါတယ်။တေးဥဆောင်မင်းတန်းကျော်ရဲအောင်ဟာ1999ခုနှစ်မှာဒရိုက်တာစပူထွန်းတက်လျင်ရိုက်ကူးတဲ့ဒုက္ခပေါ်ချစ်တဲ့စကားမှာမင်းသမီးကြီးစိုးမြတ်သူစာနဲ့တွဲဖက်ပြီးတော့ပရမဆုံးခေါင်းဆောင်မင်းသားအဖြစ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ မင်းသားကြီးကျော်ရောင်ရဲ့ပထမဆုံးရုပ်တံကြောင်ညာကတော့လှကလေးစိန်ထိုးမှုကြောင်ညာဖြစ်ပါတယ်။ရုပ်ရှင်အကယ်ဒမီထူးဆွန်းဆွန်းအနေနဲ့ကတော့တရုတ်ဆောင်မင်းသားကြီးကျော်ရောင်ဟာ1996ခုနှစ်မှာတရမီဇင်းနီးကျင်ရဇကားဖြင့်၎င်း2009ခုနှစ်မှာ90ဇာတာလိုက်မဲ့ဇကားဖြင့်၎င်းအကယ်ဒမီရုပ်ရှင်ထူးဆွန်းဆွန်းကိုနှစ်ကြိမ်တိုင်တိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။ဗီဒီယိုဆောင်မှာပြောခဲ့သလိုပါပဲ90ဇာတာလိုက်မဲ့ရုပ်ရှင်ဇကားကြီးမှာနန္ဒလန်ရဲ့အကူအညီကနေတရုတ်ဆောင်နဲ့မင်းသားကြီးကျော်ရောင်ရဲ့တရုတ်ဆောင်အိုင်တင်တွေကအပေါ်လိုမရှိကောင်းမွန်နေခဲ့တာပါ။ တရုတ်ဆောင်မင်းသားကြီးကျော်ရဲအောင်ဟာလူငယ်ဆက်ရုံထက်အသက်40ကျော်နောက်ပိုင်းမှာမှပုံမအောင်မြင်လာတယ်လို့ပြောရင်မမှားပါဘူးအထူးသဖြင့်တရုတ်ဆောင်မင်းသားကြီးကျော်ရဲအောင်ဟာမင်းသမီးကြီးစုံမြတ်သူစာနဲ့အတူတူတွဲဖက်ရိုက်ကူးထားတဲ့ဟာသဇံမြူရုပ်ရှင်ဇာတ်ကားတွေအိမ်တော်ရဲ့ဇာတ်ကားတွေကိုပရိသတ်တွေကတော်တော်လေးကိုသဘောကျနေခဲ့ကြတာဖြစ်ပါတယ်တရုတ်ဆောင်မင်းသားကြီးကျော်ရဲအောင်ဟာအခုချိန်မှာတော့သူတော်တဆေရုပ်ရှင်ဇာတ်ကားကြီးမှပါဝင်တရုတ်ဆောင်ထားကယခုနှစ်2025ခုနှစ်အတွက်အကယ်ဒမီစုရနိုင်တဲ့ဆိုပြီးခံမှန်းခြင်းကိုခံရရတာလည်းဖြစ်ပါတယ် ။လျှောက်ဆောင်မင်းသားကျော်ရဲအောင်ရဲ့မိသားစုဘဝအနေနဲ့ကတော့မင်းသားကြီးကျော်ရဲအောင်1993ခုနှစ်ကတည်းကအနုပညာလောကရဲ့မဝင်ခင်မှာဇနီးတဲ့မဆွမှုနဲ့အိမ်တော်စာပြိတာဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့သားဖြစ်သူသူမြတ်ကျော်ရဲအောင်နဲ့တမင်းမုံနရာကျော်ရဲအောင်ဆိုတဲ့သားသမီးနှစ်ယောက်ထွန်းကားထားတာဖြစ်ပါတယ်။မုံဒနာကျော်ရဲအောင်ကတော့ရုပ်ရည်ချုံမလာပါကမင်းသားကြီးကျော်ရဲအောင်ရဲ့အနုပညာအဝင်ကိုဆက်ခံထားတာဖြစ်ကကျော်ရဲအောင်ကတော့ရောက်ခမကြီးလို့ခေါ်ခံနေရတာဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတရုတ်ဆောင်မင်းသားကြီးကျော်ရဲအောင်ကိုအားပေးကြသလားဆိုတာပြောပြတော့ကြပါအောင်နော်။